မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကကမ်လူမြို့နယ်မှာအချက်ဖတ်စစ်တပ်နဲ့ပြူစောတီဗီကခီးသွန်းလင်းမြန်နှစ်ဦးကိုဖမ်းဆီးပြီးဇနီးဖြစ်သူဒေါ်အေးမဦးကိုမတိန်ကျင်တပ်ဖြတ်လိုက်တဲ့အပြင်ခင်မိုးဖြစ်သူလည်းပြင်းထန်ဒဏ်ရာတွေနဲ့ဒေါ်လိုင်းတပ်တွေရှိရာဘက်ကိုကပ်ပြေးလွတ်မြောက်လာခဲ့တယ်ဆိုပါလေ။အချက်ဖတ်မဲအွန်လိုင်းက တူလအောက်ခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းပြီးစီစစ်မှုကိုသူကိုယ်တိုင်လုပ်နေတယ်ဆိုပြီးအတိအလင်းထုတ်ပြောခဲ့သလိုမဲဆွဲစီယုံရေးအတွက်စစ်တပ်ကိုဝေဖန်တိုက်ခိုက်ရင်အမှတ်လောင်းအဖြစ်ကနေပယ်ဖြတ်နိုင်တယ်ဆိုပြီးတော့ပါချင်းချောက်ပြောဆိုတော့ပြန်တဲ့တင်ပါဝင်နောက်ဆုံးရရှိထားတဲ့တင်တွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့စကိုင်းတိုင်းကကမ်လူမြို့နယ်မှာအချက်ဖတ်စစ်တပ်နဲ့ပြူစောတိတွေက ခီးသောလင်မယားနှစ်ဦးကိုဖမ်းဆီးပြီးဇနီးဖြစ်သူဒေါ်အေးမာဦးကိုမဒိန်ချင်းတပ်ဖြတ်လိုက်တဲ့အပြင်ခင်မွန်းဖြစ်သူလည်းပြင်းထန်ဒဏ်ရာတွေနဲ့ဒေါ်လာရင်းတပ်တွေရှိရဘက်ကိုထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ကမ်ဘလူးခိုင်ပီဒီအက်အမှတ်3တရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်စ်ကရရှိထားတဲ့တပ်ပုံတွေထဲမှာလည်းထွက်ပြေးလွတ်မြောက်လာတဲ့ခင်မွန်းဖြစ်သူမှာစစ်တပ်ရဲ့နှိပ်စက်မှုခံထားရတဲ့ဦးကောင်းကွဲဒဏ်ရာနဲ့မျက်နှာပါဖူးယောင်နေတာတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်အောက်တိုဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲ ကမ်ဘလူးမြို့နယ်ရွှေဘိုမြကြီးနားလမ်းမိုင်းကစပယ်နှစ်သားပြူစော့တီအထိုင်စခန်းမှာရှိတဲ့အကြက်ဖက်စစ်သားတွေနဲ့ပြူစော့တီတွေဟာဒဇယ်မြို့နယ်မှာကထိန်ခင်းဖို့ထွက်လာတဲ့ညောင်ကုန်းကျေးရွာနေဦးကျော်မြို့နယ်ဒေါ်အေးမာဦးဆိုသူတို့လင်မယားနှစ်ဦးကိုဖမ်းဆီးခဲ့တယ်ဆိုပါလေအဲ့ဒီနောက်အကြက်ဖက်စစ်တပ်နဲ့ပြူစော့တီတွေဟာဒေါ်အေးမာဦးဝစ်စားထားတဲ့ရွှေတဲလက်ဝတ်ရင်နာတွေကိုချက်ခိုင်းပြီးဆိုင်ကယ်ကိုပါလူယူပြီးတာနဲ့လူကိုပါမတိန်ကျင်ပြီးမှတပ်ဖြတ်လိုက်ကြတယ်ဆိုပါလေတစ်ဖက်ကခင်းမှုဖြစ်သူဦးကျော်မြို့ကိုလည်း စစ်သားတွေနဲ့ပြစောတိတွေကထိုးကျိတ်ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တဲ့အချိန်ခင်မုန်းဖြစ်သူကတော့အဲဒီကနေရုံးကန်ရင်းနဲ့တော်လိုင်းတပ်တွေရှိရာဘက်ကိုထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ကမ်လူခိုင် PDF အမှတ်3တက်ရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ဒီလိုဖြစ်စဉ်တွေကြောင့်ပဲခီးသွားပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်တပ်စခန်းတွေရှိရာနေရာတွေကိုဖျက်ဆီးသွားလာတဲ့အချိန်အထူးသတိပြုသွားလာကြဖို့ကိုလည်းကမ်လူခိုင် PDF အမှတ်3တက်ရင်းရဲ့တာဝန်ရှိသူတို့ကသတိပေးပြောဆိုထားပါသေးတယ်ခင်ဗျတပ်ဖက်မှာတော့ ကြံဖတ်မင်းအွန်လိုင်းကသူ့လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေစီစစ်မှုကိုသူကိုယ်တိုင်လုပ်နေပြန်တယ်ဆိုပြီးအတိအလင်းထုတ်ပြောခဲ့သလိုမဲဆွဲစီယုံရေးအတွင်းစစ်တကူဝေဖန်တက်ခိုက်ရင်အမတ်လောင်းအဖြစ်ကနေပယ်ဖြတ်နိုင်တယ်ဆိုပြီးတော့ပါချင်းချောက်ပြောဆိုတော့ပါလေဒါကိုတော့အော်တိုဘလ15ရက်နေ့ကပဲသူတို့စစ်တပ်ကလုတ်တဲ့ NCA စနစ်ပြအခမ်းအနားမှာအကြံဖတ်မင်းအွန်လိုင်းကိုယ်တိုင်ပြောဆိုတော့ပြန်တာပါအဲ့ဒီမှာအကြံဖတ်မင်းအွန်လိုင်းက လက်ရှိသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာဝင်ပြိုင်ဖို့စည်ရင်ပေးထားတဲ့ပါတီဟာ58ခုရှိတဲ့အကြောင်းကိုယ်စလဲလောင်းက9000ကျော်ရှိတဲ့အကြောင်းအဲ့ဒီကိုယ်စလဲတွေကိုသူကိုယ်တိုင်စီစစ်နေတဲ့အကြောင်းတွေကိုပြောသွားပြန်တာပါဒါပြင်မဲဆွဲစည်းရုံးမှုတွေလုပ်တဲ့အချိန်မှာလဲသူတို့စစ်တပ်ကဝေဖန်တိုက်ခိုက်ရင်အမှတ်လောက်အဖြစ်ကနေပယ်ဖြတ်နိုင်တယ်ဆိုပြီးတော့လဲအကြံဖတ်မဲအွန်လိုင်းကအဲ့ဒီအခမ်းအနားမှာပဲချိန်ချောက်ပြောဆိုသွားပြီးသူတို့ထုတ်ပြန်ထားတဲ့စစ်တကူဝေဖန်တိုက်ခိုက်တာမျိုးစစ်တကူပြိုကွဲအောင်ပြောဆိုတာမျိုး စစ်တပ်ရဲ့ဂုံတိတ်ခါထိခိုက်အောင်ပြောဆိုတာမျိုးတွေမလုပ်ရဘူးဆိုတဲ့အချက်၉ချက်ပါကြီးညာချက်ကိုလည်းလိုက်နာရမယ်ဆိုပြီးတော့ပါချင်းချောက်ပြောဆိုတော့ပါသေးတယ်။ဒါနဲ့ပတ်သက်ပြီးစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းတူကလည်းမဲအွန်လိုင်းပြောတဲ့အတိုင်းပဲသူတို့ကလည်းအောက်ခြေမှာမဲဆွဲစီယုံရင်လုတ်တဲ့အချင်းစစ်တပ်ကဝေဖန်တက်ခိုက်တာတွေလုပ်ရင်အေးအေးယူခံရနိုင်တယ်ဆိုပြီးတော့ပါအတီလင်းတတိပေးထားသေးတယ်လို့ပြောထားပါတယ်။ဒါအပြင် လက်ရှိစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကသူတို့လုပ်မဲ့ရွေးကောက်ပွဲအတူကြီးမှာနိုင်ငံရေးပါတီတွေရဲ့ဟောပြောစည်းရုံးမှုစာမူတွေကိုစီစစ်အောင်မှာဖြစ်ပြီးအဲဒီမှာသူတို့မကြိုက်တဲ့အကြောင်းအရာတွေပါရင်ပြင်ဆင်ရေးသားခိုင်းတာတွေခွင့်ပြုမိတ်ထုတ်ပေးတာတွေကိုဆောင်ရွက်မယ်ဆိုပြီးတော့လေခတ်တီတီနဲ့ထုတ်ပြန်ထားသေးတယ်လို့တစ်ဖက်ကအကြံဖတ်မင်းအွန်လိုင်းကတော့အဲဒီသူလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့လွတ်တော်ကိုယ်စားလှယ်လောင်းနေစီစစ်မှုကိုသူကိုယ်တိုင်လုပ်နေတဲ့အကြောင်းနဲ့မဲဆွဲစည်းရုံးရေးအတွင်း စစ်တပ်ကဝေဖန်တိုက်ခိုက်ရင်အမှန်လောက်အဖြစ်ကနေပယ်ဖျက်နိုင်တယ်ဆိုပြီးတော့ပါအတိအလင်းချင်းချောက်ပြောဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့မြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာယုံကြည်စိတ်ချရတဲ့ရလက်မထွက်နိုင်တဲ့အတွက်လေလာစောင့်ကြည့်ရေးအဖွဲ့တွေစေလွတ်ဖို့မရှိဘူးလို့ဥရောပတမကကတရားဝင်ပြောဆိုလိုက်ပါတယ်ဒါကတော့အော်တိုဘားလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲမလေးရှားနိုင်ငံကွာလာလမ်ပူးမှာပြုတ်လုပ်တဲ့ ASEAN EU အရက်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ်နဲ့ လူခွေးဆိုင်ရာအာဆီယံ EU ငူဝါရဆွေးနွေးပွဲမှာဥရောပတမကရဲ့လူခွေးဆိုင်ရာအထူးကိုယ်စားလှယ်ကိုင်ဇာအိုလိုဂရန်ငါတရားဝင်အတီလေးပြောဆိုလိုက်တာပါအဲ့ဒီမှာအဓိကပြောသွားတာကတော့လက်ရှိမြန်မာနိုင်ငံမှာစစ်တကလုံမဲ့ရွေးကောက်ပွဲဟာယုံကြည်စိတ်ချရတဲ့ရလမထွက်နိုင်တဲ့အကြောင်းအနောက်နိုင်ငံတွေအပါအဝင်မြန်မာရေးလိလစောင့်ကြည့်သူတွေကပါမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ပြီး တို့စစ်တပ်အုပ်ချုပ်မှုကိုတရားဝင်ဖြစ်အောင်ရည်ရွယ်ထားတဲ့ဟန်ပြရွေးကောက်ပွဲတော်ဖြစ်တဲ့အတွက်လေလာဆောင်ကြီးအဖွဲ့တွေစေလွတ်ဖို့မရှိဘူးလို့ဥရောပတမကအထူးကိုယ်စားလှယ်ကိုက်ဇာအိုလိုဂရမ်ကတရားဝင်ပြောဆိုလိုက်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာ2021ခုနှစ်စက်အနာသိမ်းပြီးကလေးကနိုင်ငံတကာနယ်မြေအများအပြားကိုတိမ့်ပိုက်ခဲ့တဲ့လက်နက်ကင်တော်လန်ပုံကံမှုတွေဟာအခုအချိန်ထိဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် အကြမ်းဖက်မြန်မာစစ်တပ်ကိုယ်တိုင်ကလည်းသူတို့လုပ်မဲ့ရွေးကောက်ပွဲဟာတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ ရာနှုံးပြေမကျင်းပါနိုင်ဘူးဆိုပြီးတော့ပါသူတို့စစ်တပ်ကိုတိုင်းကပဲထုတ်ဖော်ဝန်ခံထားပါသေးတယ်ခင်ဗျတဖက်မှာတော့မြန်မာစစ်ကောင်းဆောင်တွေနဲ့ဒေသနိုင်ငံရေးသမားတွေရဲ့ကြောထောက်နောက်ခံပေးမှုနဲ့မြန်မာနိုင်ငံမြောက်ပိုင်းကရာဇဝတ်ဂိုင်းတွေဟာတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားခဲ့တဲ့ဆိုပြီးတရုတ်နိုင်ငံကမြန်မာနိုင်ငံအထိလာဖမ်းသွားတဲ့စစ်တပ်လက်အောက်ခံကိုကံပီတူစစ်ကောင်းဆောင်ဝေဆန်းကထွက်ဆိုခဲ့တယ်လို့တရုတ်အစိုးရပိုင်း CCTV ရုပ်သံမှာဖော်ပြသွားပါတယ်။ဒါကိုတော့ အောက်တိုဘာလ19ရက်ပဲတရုတ်အစိုးရပိုင်း CCTV ရုပ်သံမှာလက်ရှိတရုတ်နိုင်ငံအတွင်းဖမ်းဆီးထားတဲ့ online ကြားဖြတ်တဲ့ရာဇဝတ်မှုတွေအတွက်တန်တရာရှိသူမြန်မာစစ်တပ်လက်အောက်ခံကိုကံပြည်သူစစ်ခေါင်းဆောင်ဝေဆန်းနဲ့အင်တာဗျူးကိုထုတ်လွှင့်ပြသခဲ့တဲ့ရုပ်သံတွေမှာအဲ့ဒီလိုဝန်ခံထွက်ဆိုသွားတာပါအဲ့ဒီမှာမြန်မာစစ်တပ်လက်အောက်ခံကိုကံပြည်သူစစ်ခေါင်းဆောင်ဝေဆန်းကသူတို့ဝေမိသားစုကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုမြန်မာစစ်ခေါင်းဆောင်တွေနဲ့ဒေသနိုင်ငံရေးသမားတွေကကြောထောက်နောက်ခံလုတ်ပိုင်ခွင့်ပေးတဲ့အကြောင်းကစပြီး မြန်မာနိုင်ငံမြောက်ပိုင်းကရာဇဝတ်ကိုင်းတွေဟာတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားခဲ့တယ်ဆိုတဲ့အကြောင်းတွေအဲ့ဒီတရုတ်နိုင်ငံမှာဖမ်းဆီးခံထားရတဲ့မြန်မာစစ်တပ်လက်အောက်ခံကိုကံပြည်သူစစ်ခေါင်းဆောင်ဝေဆန်းကဝန်ခံထွက်ဆိုတော်တာပါအဲ့ဒီလိုဝန်ခံထွက်ဆိုထားတဲ့ကိုကံပြည်သူစစ်ခေါင်းဆောင်ဝေဆန်းအပါဝင်လောက်ကင်ဒေတာကကြားဖြန့် online ငွေလိမ်လဲဂိုင်းရဲ့အဓိကတရားခံဖြစ်တဲ့စစ်တပ်လက်အောက်ခံကိုကံပြည်သူစစ်ခေါင်းဆောင်ပယ်ဆောက်ချိန်နဲ့ပူပေါင်းအဖွဲ့ဝင်စုစုပေါင်း၁၀ဦးကိုအကြမ်းဖက်မင်း online ခေါင်းဆောင်နဲ့မြန်မာစစ်တပ်ကိုယ်တိုင်ကပဲ သူ့လောက်ကလူတွေကိုနေပြီးတော့လေစစ်ကနေတဆင်တရုတ်လက်ထက်လွှဲပေးလိုက်တာပါလက်ရှိမှာတော့အဲ့ဒီမြန်မာစစ်တပ်လက်အောက်ခံကိုကံပြည်သူစစ်ခေါင်းဆောင်ဝေဆန်းတဲ့မိသားစုကိုတရုတ်နိုင်ငံကဖမ်းဆီးထားရကနေလူတက်မှုလိန်လယ်မှုတံပေးဆွဲမှုလောင်စာလုပ်ငန်းတွေလေပတ်မှုပြစ်ဒဇာစီယုံမှုနဲ့မူရစေဝါရောင်းဝယ်ဖောက်ကားမှုတွေအတွက်တန်တရားရှိသူတွေအဖြစ်တရုတ်အစိုးရကအောက်တိုဘာလ15ရက်နေ့ကပဲထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာ အချက်ဖက်စစ်တပ်ရဲ့ခက်လိုက်ရ85ကစစ်မှုရန်တပ်သားတိခွန်းဦးဟာ KNL တက်စီမှာအပြုံလိုက်အလင်းဝင်ရောက်လာကြတယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့အောက်တိုဘာလ15ရက်ကပဲကြောက်ကြီးမြို့နယ်မှာအချက်ဖက်စစ်တပ်ရဲ့ခက်လိုက်ရ85အတွင်အပုတ်ခံရတဲ့စစ်မှုရန်တပ်သားတိခွန်းဦးဟာ KNL တက်တွေရှိရာဘက်ကိုမရမကထွက်ပြေးလာကြပြီးအပြုံလိုက်ကိုအလင်းဝင်ရောက်လာကြတယ်လို့ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုရန်တပ်သားတိခွန်းဦးစလုံးကို KNU ကကောင်းကောင်းမွန်မွန်လက်ခံစောင့်ရှောက်ပေးထားပြီး သူတို့ဟာစစ်မှုထမ်းအပတ်စဉ်9အပတ်စဉ်10နဲ့အပတ်စဉ်73ကသူတွေဖြစ်တယ်လို့လည်းဆိုထားပါတယ်။တစ်ဖက်မှာတော့အကြံဖက်စစ်တပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်လူငယ်တွေကိုနေရာဒေသအတိအသီးမှာပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေပြီးစစ်သားတွေစုဆောင်းနေသလိုတစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစုဆောင်းခံရတဲ့လူငယ်တွေဟာရှေ့တန်းတွေအပိုခံရတဲ့အချိန်အခွင့်အရေးရတာနဲ့အခုလိုတော်လိုင်းရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ကမင်းလက်ပတ်နဲ့၄ကီကိုဘက်ကိုအချမ်းပစစ်တပ်နဲ့ BGF တပ်တွေပေါင်းပြီးအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြန်တဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးထိုင်းနိုင်ငံဘက်အချမ်းကိုပါမြန်မာဘက်ကကြီးပြီးကြာရောက်မှုရှိနေတယ်လို့ကရင်စစ်ရေးတရင်ရှင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ဒီကနေ့အောက်တိုဘာလ18ရက်နေ့မနက်ပိုင်းကစပြီးမြောက်ပြည်မြို့နယ်ကမင်းလက်ပတ်နဲ့၄ကီကိုဘက်ကိုအချမ်းပစစ်တပ်နဲ့ BGF တပ်တွေပေါင်းပြီးတော့အလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြန်တဲ့အတွက် တော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါလေအဲ့ဒီတိုက်ပွဲတွေအတွင်းအကြံဖက်စစ်တပ်က BGF တပ်ရဲ့ဝစ်စုံတွေပါဝစ်ပြီးတော့စစ်ကြောင်းထိုးတာတွေပါရှိသလို BGF တပ်သားတွေကိုယ်တိုင်လည်းစစ်တပ်စစ်ကြောင်းနဲ့အတူလိုက်ပါလာတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောထားပါသေးတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမြဝတီမြို့မှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့ခလာယာ2ခု5ကနေလေလက်နက်ကြီးပစ်ကူတွေပါပေးနေရပြီးနှစ်ဖက်တိုက်ပွဲကတော့အပြင်းထန်ကိုဖြစ်ပွားနေသလိုအဲ့ဒီတိုက်ပွဲတွေကလက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံဘက်အချမ်းကိုပါကြားရမှုတွေရှိနေတဲ့အတွက် ထိုင်းစစ်တပ်ကပါ နေဆက်မှာကင်းလက်ဓာတ်တွေလုံနေတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အကျန့်ဖတ်စစ်တပ်ကမိုးမိတ်နဲ့နမ်ဒူမြို့နယ်တွေမှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာနေရာတွေကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေးနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားပြန်တဲ့အတွက်ပြည်သူတို့အုပ်ဒယံရထားပြီးနေအိမ်တွေနဲ့ကားတွေပါပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားသလို TNL ကလည်းထုတ်ပြန်ထားပါတယ်ဒါကတော့အောက်တိုဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲ TNL တိတ်ပိုက်ထားတဲ့မုံမိတ်မြို့နယ်နမ်တူမြို့နယ်တွေကရသပြည်သူတွေနေထိုင်ရနေရာတွေကိုအကြပ်ဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေနဲ့လာပြီးတော့ဘုံကျဲတိုက်ခိုက်သွားပြန်နေဆိုပါတယ်။အဲဒီလိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မုံမိတ်မြို့တောင်ပိုင်းရက်ကွက်ကအသက်50အရွယ်ဒေါ်အောင်ရွှေဆိုသူဟာဒဏ်ရာတွေရထားပြီးနေအိမ်တွေနဲ့ကားတွေပါပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အလားတူအော်တိုဘာလာ၁၀ရက်နေ့ကလည်းမုံမိတ်မြို့နယ်ကအောင်မြေကြီးပါအနီးကိုအကြမ်းဖက်စစ်တပ်က အခုလိုပဲတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်ခဲ့သေးတဲ့အပြင်ဒီကနေ့အော်တိုဘားလ18နှစ်မနက်ပိုင်းမှာလေနမ်ဆန်မြို့နယ်ဟိုမင်းကျေးရွာနဲ့နမ်ဒူမြို့နယ်တွေကိုစစ်တကတိုက်လေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်တာတွေလှုပ်သွားသေးတယ်လို့တင်နယ်လီကသတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ